ြားနေပြီးတော့ကျွန်တော်တို့ရန်ပုံငွေရှာလို့ရတဲ့လှူငွေကိုဘယ်မှာလှူမလဲဆိုတာထက်ကျွန်တော်တို့လိုအပ်တဲ့နေရာမှာလှူမယ်။နေရာအတိအကျတော့ကျွန်တော်တို့အခုချိန်မှာမသိသေးဘူး။အဲ့ဒါကတော့နောက်ထပ် second plan ပေါ့။ဒါအရင်ဆုံးရန်ပုံငွေရှာတဲ့အားပေါ့။ဟောဒီမှာကအာကျွန်တော်တို့အပြင်မှာယူနေကြဈေးထက်ကျွန်တော်တို့က90ရာခိုင်နှုန်းလျှော့ပေးတယ်။လျှော့ပေးပြီးတော့ဥမာ100ကျရင်90အဲ့ဒီ90ကိုကျွန်တော်တို့ကအပြည့်အဝပြန်လှူမှာကျွန်တော်တို့ဒီမှာဟို artist တွေရဲ့ဟို သုံးဆွဲတဲ့ဒီပစ္စည်းတွေစေးတွေအက်တွေအဲတခြားပေါ့နော်တခြားပစ္စည်းတွေအတွက်ကျွန်တော်တို့ကပြန်ပြီးတော့ဒီရတဲ့ရံမုံငွေတွေကနှုတ်တာတော့မရှိဘူးအဲအဲ့ဒါတွေကိုကျွန်တော်တို့ကအာတစ်တရားပဲစိုက်ပြီးရတဲ့ဟာတွေအကုန်လုံးလှူမှာဗျအဲခုနကအလှူမဲ့နေရာပဲနေရာလဲဆိုတာတော့အတိအကျကျွန်တော်တို့စီစဉ်ထားတော့မရှိသေးဘူးအဲ့ဒါ second plan ဒါပေမဲ့လှူမဲ့ဟာတော့ဒီငလင်းဘေးသင့်အတွက်ပဲဒီတန်လှူမှာပေါ့နော်တခြားအရာတွေတော့မဟုတ်ဘူး ဒီကနေပြီးတော့ကျွန်တော်တို့ရန်ကုန်ငွေရှာလို့ရတဲ့လူငွေကိုဘယ်မှာလူမလဲဆိုတာထက်ကျွန်တော်တို့လိုအပ်တဲ့နေရာမှာလူမယ်နေရာအတိအကျတော့ကျွန်တော်တို့အခုချိန်မှာမသိသေးဘူးအဲ့ဒါကတော့နောက်ထပ် second plan ပေါ့ဒါအရင်ဆုံးရန်ကုန်ငွေရှာတဲ့အော်ဒီမှာကအာကျွန်တော်တို့အပြင်မှာယူနေကြဈေးထက်ကျွန်တော်တို့က90ရာခိုင်နှုန်း short ပေးတယ် short ပေးပြီးတော့ဥမာ100ကျရင်90အဲ့ဒီ90ကိုကျွန်တော်တို့ကအပြည့်အဝပြန်လှူမှာကျွန်တော်တို့ဒီမှာဟို artist တွေရဲ့ဟို သုံးဆွဲတဲ့ဒီပစ္စည်းတွေဆေးတွေအက်တွေအဲတခြားပေါ့နော်တခြားပစ္စည်းတွေအတွက်ကျွန်တော်တို့ကပြန်ပြီးတော့ဒီရတဲ့ရံမုံငွေတွေကနှုတ်တာတော့ဘာလို့မရှိဘူးအဲအဲ့ဒါတွေကိုကျွန်တော်တို့ကအတစ်တရားပဲစိုက်ပြီးရတဲ့ဟာတွေအကုန်လုံးလှူမှာဗျအဲခုနကလှူမဲ့နေရာပဲနေရာလဲဆိုတော့အတိအကျကျွန်တော်တို့စီစဉ်ထားတော့မရှိသေးဘူးအဲ့ဒါ second plan ဒါပေမဲ့လှူမဲ့ဟာတော့ဒီငလင်းဘေးသင်းအတွက်ပဲတီးတန့်လှူမှာပေါ့နော်တခြားအရာတွေတော့မဟုတ်ဘူးဒီငလင်းဘေးသင်းဒေတာကိုပဲသွားမှာ အဲဘယ်နေရာဘယ်မြို့ဘယ်ရွာဘယ်ဟာလဲဆိုတော့အဲ့ဒါပြီးရင်ဒါပြီးမှကျွန်တော်တို့စီစဉ်ရမှာဘုံပွဲမှာပြည်ရင်းပြည်ပါအောင်မြင်မှုများစွာရထားတဲ့သူတွေပါတယ်ဒီပါမှာအဆူတွေများစွာရတဲ့သူတွေပြည်တွင်းမှာရတဲ့သူတွေနောက်ထပ်ပြည်တွင်းမှာပဲတခြား social မှာအောင်မြင်နေတဲ့သူတွေပေါ့နော်အများကြီးပါတယ်ဗျာကျွန်တော်တို့အတိတ်ကျွန်တော်စီစဉ်မယ်လို့ ဟိုဟာပေါ့စပြီးတော့ဆုံးဖြတ်ချက်ချပြီးတော့ကျွန်တော်ဒီညီကိုတွေနဲ့ပြောလိုက်ပြီးကလန်အားလုံးကဒီပူပေါင်းပါဝင်ကြအဲ့ဒီတော့ကကျွန်တော်တို့ကမခက်ဘူးကျွန်တော်တို့ဒီဟိုအတစ်တွေစုဖို့အတွက်အကုန်ရင်မချင်းနီးဖို့အတွက်ကမခက်ဘူးကျွန်တော်တို့ကအရင်များစွာလဲဟိုပွဲတွေရှိမှလဲအဲ့လိုမျိုးတွေလောက်ထားတာရှိတော့လေဟိုကျွန်တော်တို့ဘာလုံးမယ်ညာလုံးမယ်ဆိုအကုန်ပါပြီးသားဗျညီကိုတွေကဟာဒီနေ့ကျွန်တော်တို့ရန်ပုံငွေပွဲကိုဒီ အဝေးရရောတချို့ဆိုရင်နယ်တွေကလာတာရှိရအနေနဲ့ရရကလာလာလာပြီးတော့ဒီမှာတက်တူးလာထိုးရင်းနဲ့လှူကြတာကြီးလည်းရှိရပေါ့နော်အဲအဲ့လူတွေကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်တယ်ဒီ client တွေရှိလို့ဒီလိုမျိုးရန်ကုန်ဘွဲမှာပါဝင်ပေးလို့လည်းဒီဘွဲကအခုဆိုရင်အမားမြင်တဲ့အတိုင်းစီစီကားကားတိုက်တိုက်ဝင်ဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်လည်းရှိသေးရတယ်နောက်ရက်ဒီမှာလည်းတခြားမရောက်လာသေးတဲ့ client တွေတက်တူးချင်းမြတ်နူရဲ့ဝါသနာရှင်တွေအကုန်လုံးလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်တကယ်လို့ကိုကလာရင်တက်တူးမရေးပြစ်ဘူးဆိုရင်လည်းကျွန်တော်တို့ဒီလှူသွားလို့ရတယ်ပေါ့နော်ဟုတ်အများစုကတော့တိတိလေးတွေပဲမီနီလေးတွေပဲအမှတ်တရထိုးကြတာပေါ့နော်ဟိုပုံကြီးတွေကတော့ကျွန်တော်တို့ကအချိန်ပေးပြီးပြင်ဆင်ရတာဆိုတော့ရှီကောင်းတော့ရှိမယ်အဲနဲတာပေါ့လေခါကိုညီပါတယ်တက်တူးအခုကတက်တူးချင်းမြတ်နိုးတဲ့လူတွေကအများကြီးပဲကျွန်တော်တို့အရင်တော့လည်းမဟုတ်တက်တူးကိုတော်တော်လက်ခံတယ်ဒါလည်းအမှုပညာတရက်ပေါ့နော်ဆိုတော့အားလုံးကလည်းဝိုင်းဝန်းကူညီတယ် အခုလဲလာကြတာပဲနေတဲ့အချိန်ပဲအဲအခုကျွန်တော်ဒီပွဲလေးစီစဉ်တော့ကျွန်တော်အရင်ဆုံးကျွန်တော်ရဲ့ညီကိုတက်တူအာတစ်တွေကျွန်တော်အဲ့လိုမျိုးကျွန်တော်စီစဉ်တဲ့ပွဲလေးမှာလာပြီးတော့ညီကိုတွေအကုန်လုံးဝိုင်းဝန်းပြီးတော့ကုညီရင်းနဲ့ရံမုံငွေရှာဖွေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပြီးတော့လာပြီးတော့ဒီလူကြတန်းကြတက်တူတွေရေးကြတဲ့ဒီတက်တူချစ်တဲ့လူတွေအကုန်လုံး client တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျာ